င်္ဂလာပါအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီမန့်လေးကိုလာတော့ဖြည့်ပေးခြင်းပါတယ်ခင်ဗျာဆိုတော့သူပြဟလီကဗုဒ္ဓကဘာဖြစ်လို့သေခြင်းကိုမလွန်ဆန်နိုင်တာလဲပြောတော့ဖရာဆိုဖရာမှန်ရင်သေခြင်းကိုအောင်းနိုင်ရမယ်လေတဲ့ကောင်းလိုက်တယ်မေကွန်ကွာအရန်ကောင်းပါတယ်เนาะအခုလို့မေကွန်ကောင်းမေးပေးတဲ့ခရစ်ရှန်ညီကြီးလေးကျေးဇူးအရန်တင်ပါတယ်ဆိုတော့ဒီမေကွန်လေးအခုဖြည့်ပေးပါမယ်ဆိုတော့အယူဆုံးမေကွန်မဖြည့်ပေးခင်မှာအခုဘက်ကပြန်ပြီးတော့မေကွန်ထုတ်တော့မှာဖြစ်ပါတယ် ဆိုတော့ညီရေညီကအကိုကိုဒီလိုမျိုးမိကုံးထောက်လာပုံထောက်ရင်တော့ညီတို့ထိုင်ပြီးစူတောင်းကိုးကွယ်နေတဲ့ယေရှုခရစ်ကသေခြင်းကိုအောင်နိုင်နေဆိုပါတော့ဒါဆိုရင်မိကုံးနှစ်ခု မေးပါမယ်နံပါတ်1ညီတို့ထိုင်ပြီးစူတောင်းကိုးကွယ်နေတဲ့အဲ့ဒီယေရှုခရစ်ကို နော်မင်းပြင့်မင်းတန်ပြည်သူပြည်ပြည်သူဒန်နဲ့လက်ကွားထိုင်ပေါ်မှာရရက်ဆက်ဆက်ပတ်ပတ်ဆက်ဆက်ဖင်တုံးလုံးကြီးနဲ့တန်ညုံဆိုင်ကွက်မြတ်ခံရပြီးသိခိုင်းချောက်ကြီးပေါ်မှာဟိုကက်ဒီကက်နဲ့မသေးမချင်းခဲနဲ့ဝိုင်းပေါက်တတ်ခံရပြီးတော့မှအသေးစိုးနဲ့သေးချင်းစိုးနဲ့ကလာနာတိုက်သေးတာကိုရောဘာဖြစ်လို့မလွန်ဆန်နိုင်ရတာလဲခင်ဗျာ ဒါတခုနောက်တစ်ခုမေးချင်တာကညီတို့ရဲ့ကျမ်းစာမှာအတိအကျဖော်ပြထားတာရှိပါတယ်။ယေရှုခရစ်ဟာသေခြင်းဆိုးနဲ့ကလားနာတိုက်သေပြီးတော့၃ရက်နေ့ကြာတော့ရှင်ပြန်ထမြောက်တယ်ဆိုတော့ဘယ်အရက်ကိုပြန်သွားတာလဲ။အရှေ့ရက်လားအနောက်ရက်လားတောင်ရက်လားမြောက်ရက်လားအထက်ရက်လားအောက်ရက်လားဘယ်အရက်မျက်နှာကိုပြန်သွားတာလဲခင်ဗျာ။ နော်ဆိုတော့ညီလေးရေညီလေးကိုအကူကမေတ္တာလက်ဆောင်အနေနဲ့နောက်ထပ်မိန်းကလေးတစ်ခုထပ်မေးချင်ပါတယ်အဲ့ဒါကဘာလဲဆိုရင်ညီတို့ရဲ့ကျမ်းစာမှာအခိုင်အမာဟောပြထားတဲ့ကယေရှုဟာသက်ရှိဖရာပါလို့ပြောထားတယ်ပြီးရင်ယေရှုဟာခေါ်ရင်လာတယ်ဒီလိုမျိုးပြောထားတာနော်ဆိုတော့အဲ့ဒီလိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ဒီကဘာမှာအချမ်းသာဆုံးလို့ပြောလို့ရတဲ့ USA လို့နိုင်ငံ NA မှာမီးလောင်တာဘာဖြစ်လို့ယေရှုစေမနှိမ်တာလဲလက်ရှိကျွန်တော်တို့မြန်မာ ကချင်ကရားကရင်ချင်းစတဲ့ဒီလိုမျိုးပြည်နယ်လေးခုဟာညီတို့ခရစ်ယာန်ဘာသာဝင်အများဆုံးစုမုန်းနယ်မြေလို့ပြောလို့ရတယ်။တောင်ပေါ်ဒေသနဲ့နယ်ကြားဒေသအဲဒီနယ်မြေတွေမှာအခုသေခြင်းစိုးနဲ့ကလားနာတိုက်ပြီးမျိုးစုံကျိုးခုံဒုက္ခရောက်နေတဲ့အဲဒီယေရှုဘယ်နှသွားပြီးပုံနေလဲခင်ဗျာ။ဘယ်နှသွားပြီးတော့အိတ်နေလဲခင်ဗျာ။ဘာဖြစ်လို့စိတ်ပြီးတော့မကူညီတာလဲခင်ဗျာ။ပြန်မေးတာဆိုတော့ညီမေးတဲ့မိကုန်အခုဖြေပြီးမယ်။ ဆိုတော့ညီလေးညီလေးမေးတဲ့မိကုံအကိုဖြေပြီးမယ်မဖြေပေးခင်မှာအဲ့ဒီညီလေးတို့ရဲ့အစွန်းရောက်တစ်ဖက်ပိတ်ဇုံလုံးကန်းတို့ရဲ့နော်ပုံမြင်ဆဆန်ဒရမာဆဆန်ဒါနာယီဆဆန်အဲ့ဒီလိုမျိုးအတွေးခေါ်တွေရက်တက်နိုင်အောင် အမှန်တရားကိုညံမျက်စိနဲ့မြင်အောင်ကြည့်နိုင်အောင်အကိုပြောစရာလေးရှိတယ် နော်ဆိုတော့အဲ့ဒါကဘာလဲဆိုလို့ရှိရင်ညီတို့အဲ့ဒီယေရှုခရစ်ဆိုတဲ့ဒီမင်းပြင့်မင်းတန်ပြည်သူပြည့်ပြည်သူတန်နဲ့လက်ကွားအတိုင်းပေါ်မှာရဲရဲဆဆပတ်ပတ်ဆဆဖိန်တုံးလုံးကြီးနဲ့တန်ညိုဆိုင်ကွက်မြက်ခံရပြီးသိက္ခိုင်းကြောက်ပေါ်မှာဟိုကက်ဒီကက်နဲ့မသိမချင်းခဲနဲ့ဝိုင်းပေါက်တတ်ခံရတဲ့အသေးဆုံးနဲ့သေရတဲ့အဲ့ဒီယေရှုခရစ်ဆိုတဲ့တတဝဘဲတအိမ်ဦးမှာတရေမတီးခင် နော်အကိုတို့ဒီဗုဒ္ဓမြတ်စွာဘုရားရှင်မပွင့်ခင်ကတည်းကက အဲ့ဒီတေသောသူကိုရှင်အောင်လုံနိုင်တဲ့ဂါထာမန်ထန်ဆိုတာဗြဟ္မဏမျိုးတွေအသုံးပြုတဲ့ဒီပုံနာမျိုးတွေရဲ့လက်ထက်မှာရှိထားပြီလားเนาะအိန္ဒိယနိုင်ငံမှာရှိထားပြီလားအဲ့ဒါကိုသိပြီးအထင်ကြီးမနေနဲ့ဒါပေမဲ့အဲ့ဒီဂါထာမန်ထန်နဲ့ရွတ်ဖတ်ပြီးတော့ဟိုတေပြီးသူကိုပြန်ပြီးတော့ရှင်အောင်လုပ်တဲ့သူကလည်းနောက်ထပ်မသေးဘူးလားလို့အာမမခံဘူးသိရတာပဲเนาะဆိုတော့ဒါကိုကျွန်တော်ရှင်းပြပေးချင်တာပါဆိုတော့ညီလေးညီလေးမေးတဲ့မေးခွန်းအခုပြန်ဖြေပေးမယ် ဗုဒ္ဓကဘာဖြစ်လို့သေခြင်းကိုမလွန်ဆန်နိုင်တာလဲပြောတော့ဖះဆိုဖះမှန်သေခြင်းကိုလွန်ဆန်ရနိုင်ရမယ်လေဆိုတဲ့ခနဲ့တက်တဲ့မိကုန်းကိုဖြေပေးပါမယ်ခင်ဗျာနော်ဆိုတော့ညီလေးအကိုတို့ဗုဒ္ဓမြတ်စွာဘုရားရှင်ကညီလေးတို့မြင်ဘူးကြားဘူးတွေ့ဘူးသိဘူးတဲ့ဒီမတောက်တစ်ခေါက်ငင်းပမာဏလောက်လေးပဲရှိပြီးတော့နော်အယူကိုယုံစုပုံနေထိုင်းစုတောင်းရတဲ့ပုံကမဟုတ်ဘူး ပြီးတော့အစွန်ရောက်ဇုံလုံးကပ်ပြီးတော့မှဝါဒါမိုက်မိပြီးတော့နော်အမှန်တရားနဲ့သဘာဝကိုကြော်လုံပြီးဂျိုးပြောမိုးပြောဖင်ပြောခေါင်းပြော ပြောပြီးတော့မှနော်အယူချိပန်ပြောနေသူမဟုတ်ဘူးမတောက်တစ်ခေါက်တကူအိပ်ပါတော့လေးရှိပြီးတော့ဟဲ့ငါအရန်ကိုစွမ်းပါတယ်ဟဲ့ဆိုတော့နော်အာထောင်မှတ်နေတဲ့ပညာမဲ့သောစပန်နဲ့မဟုတ်ဘူးခမရနော်ဒါလေးကိုသိစေချင်တယ် ဆိုတော့ညီလေးအကိုတို့ဗုဒ္ဓမြတ်စွာဘုရားရှင်ကလေအကျမ်းမြင်ပြောရင်လေးအသင်ချီနဲ့ကဘာတသိန်းကာလာပတ်လုံးဖြည့်ခြင်းရမယ်ပါရမီဖြည့်ခြင်းပေးဆက်ရမယ်ဝတ်ကြွေးတွေပေးဆက်ခဲ့ပြီးတော့မှအတိတ်အနာဂတ်ပစ္စုပန်ဆိုတဲ့လောကသုံးပါးကိုကိုပိုင်ကိုတိုင်ဉာဏ်နဲ့ထိုးထွင်းသိမြင်စင်ကျင်ပိုင်ချဝေခွဲသုံးသက်သင်ကြားပို့ချလမ်းပြဟောကြားဆုံးမပေးနိုင်တဲ့ သုံးလောကတတာတပိညူတဉာဏ်တော်ပိုင်ရှင် မြတ်စွာဘုရားရှင်ဆိုတဲ့ဘုံဓုဘွဲတစိတ်ကိုဟောဒီအလွန်ကိုတန်မိုးကြီးလာတဲ့ရွှေဉဏ်တော်ကြီးနဲ့ရအောင်စခုတက်ယူလာနိုင်ခဲ့တာအဲ့တော့ပါရိပါချက်မတောက်တစ်ခေါက်အစင်းနဲ့ရေမောင်လာမတန်းနဲ့โอเคမတူရင်မတူနဲ့ နော်ဒီအတွက်ကြောင့်မလို့အကိုတို့ဗုဒ္ဓမြတ်စွာဘုရားရှင်ကအမှန်တရားနဲ့တဘာဝကိုအချိုးချပေါင်းဆက်ပြီးတော့မှအကောင်းအဆိုးအကြောင်းအကျိုးကိုကိုယ်ပိုင်ကိုယ်တိုင်ဉာဏ်နဲ့သိမြင်တော်မူတယ်ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ဒီလောကမှာရှိတဲ့ဝိနည်းများသောတတ္တဝါတို့ကိုအတိမမှအယူမမှစေဖို့အမှန်တရားကို လက်ခံနိုင်ဖို့မကျော်လွန်ခဲ့ဘူးသိခြင်းတရားကိုဘာဖြစ်လို့လဲဆိုလို့ရှိရင်တတ္တဝါမှန်ရင်တစ်နေ့ပေးရမယ်ဖြစ်ပြီးရင်ပြတ်မယ် တန်တရားလေးမင်းဒါကိုကောင်းစွာလက်ခံနိုင်အောင်ကျွန်တော်တို့မြတ်စွာဘုရားရှင်ဟာပေခြင်းတရားကိုမကျော်သွားခဲ့တာကျော်သွားမယ်ဆိုလို့ရှင်လည်းရတယ်ဒါပေမဲ့ခန္ဓာရှိနေတဲ့အတွက်ကြောင့်မလို့အိုမဲနာမဲသိမဲဆိုတဲ့တန်တရားကိုလဲရမယ်ဆိုတာကိုသိတဲ့အတွက်ကြောင့်မလို့ကျော်သွားလို့လည်းမရဘူးโอเค နော်ဒီအတွက်ကြောင့်မလို့ညီတို့မှာကိုပိုင်ကိုတိုင်းညံနဲ့စဉ်းစားတွေးခေါ်နိုင်မှုမရှိဘဲအယူဝယုံစူးပုံနေပြီးတော့မှညီတို့ထိုင်စုတောင်းနေတဲ့အဲ့ဒီယေရှုခရစ်ကိုမင်းပြင့်မင်းတန်ပြည်သူပြည့်ပြည်သူတန်နဲ့လက်ကွာထိုင်ပေါ်မှာရရဆဆပပဆဆဖင်တုံးလုံးကြီးနဲ့တန်ညုံဆိုင်ကွက်မြက်ခံရပြီးမသေးမချင်းသေးချင်းစုံနဲ့ကလားနာတိုက်အောင်ခဲနဲ့ဝိုင်းပေါက်တက်ခံရတာပဲလေအဲ့ဒါကိုသေးချင်းတရားအောင်နိုင်နေတဲ့လားဟမ် သေးလိုက်တာမှာရဲဆက်ဆက်ပပဆက်ဆက်ကြီးသေးတာလေကောင်းကောင်းတော့မသေးဘူးအသေးဆုံးနဲ့သေးရတာလေအတ္တကိုဘာဒီလိုက်ပြီးဖုံနေထနေတာတော့နော်ဒီအတွက်ကြောင့်မလို့ပြောချင်ပါတယ်မျက်စိလေးလဲဖွင့်နားလေးလဲစွန့်တဘာဝကိုလက်ခံအမှန်တရားကိုလက်ခံဖင်ပိတ်မငင်းပါနဲ့လို့ပြောချင်တာဖြစ်တယ်နော်ဒီအတွက်ကြောင့်မလို့အကိုတို့ဗုဒ္ဓမြတ်စွာဘုရားရှင်သည် အကောင်ဆိုးအကြောင်းကျိုးနဲ့အမှားမှန်ကိုသုံးလောကထွက်တာတပိညူတညံတော်နဲ့ကောင်းစွာဆင်ကျင်ပိုင်ချသိမြင်တယ်။ဒါကြောင့်မလို့ကံနဲ့တန်တရားစောင့်ဝင်းထဲမှာရှိတဲ့လောကနေရာမှာနဲ့ဒွန်တွဲပြီးတဘာဝနဲ့အမှန်တရားကိုအခြေခံထားတဲ့ဤစီမာပရိပရာအလယ်လတ်လမ်းစဉ်ဆိုတဲ့တရားဒေသနာဖြစ်ပေါ်လာတာ။အဲ့တော့အကိုတို့ဒီမြစီမာပရိပရာအလယ်လတ်လမ်းစဉ်ဆိုတဲ့တရားဒေသနာတစ်ခုတည်းရပဲဟောဒီတန်တရားရဲ့နေလွတ်အောင်ထွက်နိုင်တဲ့တရားဒေသနာကိုရှာပေးနိုင်တယ်။နော်။ လက်ရှိဒီအချိန်မှာရှိတဲ့ဘာသာတွေအများကြီးပဲဒါပေမဲ့အကိုတို့ဗုဒ္ဓဘာသာတဘာသာတွေကပဲဟောဒီတန်တရားတွေကနေလွတ်အောင်ထွက်နိုင်တဲ့တရားလမ်းစဉ်လမ်းကြောင်းကိုရှာဖွေပေးနိုင်တာဖြစ်တယ်ဒီတော့ကြောင့်မလို့အလွန်ကိုတန်ဖိုးကြီးလှတဲ့ဘာသာတရားဖြစ်တာကြောင့်ညီတို့အဲ့ဒီမတောက်တစ်ခေါက်အစင်းနဲ့တော့ရင်မောင်းလာမတန်းနဲ့ Okay နော်ဒီတော့ကြောင့်မလို့ထပ်ပြောပါမယ်မတူရင် မတူပါနဲ့ခွေးလေးခုံလို့ဖုံမထပါဘူး ဒီတော့ကြောင့်မလို့ညီတို့ရဲ့အဲ့ဒီမတောက်တစ်ခေါက်ဉာဏ်ပမာဏလောက်နဲ့ကိုပိုင်ကိုတိုင်ဉာဏ်မရှိပဲအယူကိုယုံစုပုံနေပြီးထိုင်စုတောင်းနေရတဲ့အစင်လောက်နဲ့အကိုတို့ကိုလက်ညှိုးတစ်ချောင်းလာမထိုးနဲ့အကိုတို့ထေရဝါဒဗုဒ္ဓဘာသာမှာကိုပိုင်ကိုတိုင်ဉာဏ်နဲ့ဝေခွဲသုံးသပ်စင်ကျင်ပိုင်းခြားနိုင်လောက်တဲ့အနေထားကြီးအများကြီးရှိတယ်အာရီအနေထားကနေပြီးတော့မှလက်ညှိုးပေါင်းအချောင်းပေါင်းမရေမတွက်နိုင်အောင်ပြန်ထိုးရင်ပြားပြားဝင့်နေရမယ်ကိုယ့်ရဲ့ဘဝကိုယ့်ရဲ့အဖြစ်ကိုပြန်တွေးထား နော်အဲ့တော့သူများမျက်ချီကိုပဲလာမမြင်နဲ့ကိုယ့်မျက်ချီကိုပြန်မြင်နော်ဒီနေရာမှာစကားလက်ဆောင်တစ်ခုပါချင်ပါတယ်မှတ်ထားညီလေးလူအများကြီးကိုးကွယ်မှုအားကြီးတိုင်းစစ်မှန်တဲ့ဘာသာတရားမှန်ကန်တဲ့ဘာသာတရားလို့မတွေးလိုက်နဲ့မှားသွားမယ်နော်ဆိုတော့မှတ်ထားဈေးပေါ်တဲ့ပစ္စည်းဈေးပေါ်တဲ့အစားအစာလူတိုင်းစားနိုင်တယ်လူတိုင်းသုံးနိုင်တယ်တံပိုးကြီးတဲ့ရွှေငွေကြောက်တံဗြဟ္မာရတနာနဝရကိုပါလူတိုင်းမသုံးနိုင်ဘူး နော်ဒီအတွက်ကြောင့်မလို့ကိုပိုင်ကိုတိုင်ဉာဏ်နဲ့စဉ်းစားတွေးခေါ်ဝေရွက်သုံးသပ်နိုင်တဲ့ဉာဏ်ရည်မြင့်တဲ့သူတွေကဒါဗုဒ္ဓဘာသာကိုကိုးကွယ်တာနော်ဉာဏ်ရည်နိုင်ပြီးအပေါ်စားဆန်တဲ့သူတွေကဗုဒ္ဓဘာသာကိုမကိုးကွယ်ဘူးဒါလေးလည်းမှတ်သွားနော်ဆိုတော့ညီတို့ကအရန်ကိုမမာနာထောင်ထားလို့ ਨੇ ညီတို့ဘာသာကိုကုတ်မှုအားကြီးတဲ့ဆိုတော့မှတခြားဘာသာလိုက်ပုတ်ခတ်တာအဲ့တော့အခုအကူရောပြန်ပြီးနှိပ်ကုတ်ပြီးခံပြီးတော့ဆိုတော့ဂျေဇုတင်ပါတယ်